ခပရွှေစေးနဲ့အတူပြည်တွင်းစေးပါဆက်လက်မြင့်တက်လာထိန်တို့ရွှေစေးကွာအတွင်းကတည်ရပါထိန်ပြီးခဲ့တဲ့အပတ်တောက်ကြနေ့ကတောင်းဆောက်ကိုဒေါ်လာ3984ဒေါ်လာထိန်ခပရွှေစေးဟာဒီကနေ့မှတောင်းဆောက်ကိုဒေါ်လာ4045နဲ့စံချိန်တင်မြင့်တက်လာထားကြောင်းပြည်တွင်းရွှေစေးပါ83သိန်းအထိဆက်လက်မြင့်တက်လာထိန်လို့ဆိုပါထိန်ပြည်တွင်းဝေလဲနှုံးထွေကတော့3ရက်သားအတွင်းဒေါ်လာ930ကျပ်အထိကျဆင်းခဲ့ပြီးဒီ ကနေ့မှာပဲအမေရိကန်ဒေါ်လာကို4040ကျပ်အထိရှိနေပါထိကိုဘရွှေစေးဟာ3ရက်အတွင်းတောင်းစားကို90ဒေါ်လာကျော်ဝင်းကျင်အထိမြင့်တက်လာသလိုရွှေပြင်းပပေါင်းစေးဟာလည်းကျပ်တသိန်းကျော်အထိဆက်လက်မြင့်တက်လာပြီးရွှေစေးကအထဲမှာထော့ဝဲလဝါထန်ရောင်းတို့အားများနေတဲ့သူသိရပါထဲရှင်